တော့သောတာသင်္ချာခြေပြီးတော့ကိုပါဠိတော်စကြရတရားဝင်အရာကောက်မသွင်းသေးပဲနဲ့ပထမပါဠိတော်ကိုနူးတော့ဒီတနေ့ကမှအရာကဟေတုပိစယောစတော်ကိုဟေတုကစတာဟေတုဆိုတော့အာဒီသဟမျိုးအဲ့တော့မျိုးစဉ် မျိုးစဉ်လိုက်ဆိုရင်တော့အာရံမျိုးကအရင်ပေါ့သို့တော့ဟိတုကိုပထမဦးဆုံးဥတည်လိုက်တော့ဒါသဟမျိုးစညဏ်ကြီးကအတန်ငယ်ထောက်ပြခဲ့ဟိတုစတော်ကိုဟိတုရဲ့သုတ်တသင်္ချာတပရွတ်စံဟိတုနဲ့သံယုတ်တဲ့ကန္တာဆိုင်သေးသောယုတ်သပိသပိတေကမစရတ္တသောအိသောဘာ ယသတ္တပြေနေကျတာပစ္စည်းလက်ရှိနေဒီအိမ်မေဘောသည်နေအဲအဲ့တော့ပစ္စည်းတရားကဘာလဲလို့ဟိတ်6ပါပစ္စည်းဥပန်တရားကဘာလဲလို့အဲ့တော့ဝဲပဲရာပဲပစ္စည်းပစ္စည်းဥပန်ခေါင်းစဉ်တတ်ထားလိုက်ပါအဲ့တော့ဝဲဘက်ကပစ္စည်းတရား ပစ္စည်းတရားအောက်မှာဟိတ်၆ပါဝိသုဝံတရားမှာတံပြုတ်တဲ့ခန္ဓာလို့ဆိုသောကြောင့်ဒီဟိတ်၆ပါးနဲ့ရှင်သောတာဟိစိတ်81 81လို့ရေးထားလိုက်ရင်ဒါနားလည်သွားပြီဟုတ်လားပြီးတော့ကိုစိတ်တာဟိစိတ်စယုတာဟိပฏิတန်ဏီကမ္မစယု ပစ္စည်းဘက်မှာဟိတ်6ပါတရားတပုံနဲ့ပဲရှိပစ္စည်းဥပါမဲ့မှာ87နဲ့စိတ္တဇပိဿဏိကမဇဘယ်နှပုံရှိလို့3ပုံဟာအဲ့တော့ဒါကိုပစ္စည်းပစ္စည်းဥပံယူလိုက်တဲ့ခါကျတော့ကုသိုလ်ဟိတ်3ပါးကပစ္စည်းကုသိုလ်ဟိတ်3ပါးကဟိုဘက်ကုသိုလ်စိတ်စိတ်စိတ်ကုသိုလ်စိတ်အားနော် ကုသလောဓာကုသလောဓမ္မောကုသလတဓမ္မတာဟေတုပစ္စေနပစ္စယောဒါဝိတိလို့ခေါ်ကုသလာဟေတုတံပြုတ်တကနံခန္ဓာနံဟေတုပစ္စေနပစ္စယောတော့ကုသိုလ်အာလောဘအာဒေါသအာမောဟဆိုတဲ့ကုသိုလ်နာမခန္ဓာကစိတ္တဇယုတ်ဟာ ုသလောနမောဖြာကတ္တဓမ္မသာဟိတုပစ္စည်းနာပစ္စယောကုသလာဟိတုစိတ်တသမုဋ္ဌာနာနံရူပာနံဟိတုပစ္စည်းနာပစ္စယောနောကုသိုလ်ဟိတ်သုံးပါးကသူနမခန္ဓာနဲ့စိတ်စာယုနှစ်ပါးစုံအားကုသလောဓမ္မောကုသလသာသာဖြာကတ္တသာဓမ္မသာဟိတုပစ္စည်းနာပစ္စယောကုသလာဟိတု တံပြုတ်တကနာခန္ဓာနံစိတသမုဋ္ဌာနာနိသာရူပနံဟိတုပစ္စေနပစ္စယောအခုသုံးချက်တဲ့အတူတူပဲဒီဒီနည်းတိုင်းနောက်အပြာကတအပြာကတဆိုတော့အလောဘအာဒောတာအာမောဟဆိုတဲ့အပြာကတဟိတ်သုံးပါးကဟိုဘက်80တိတက်ကဝိဘက်ကရိယာနာမခန္ဓာပြားပြားနော်စိတ်စရုပ်ဟာ အတူတူပဲသူကဒါကြောင့်တစ်ချက်ကအဗျာကတောဓမ္မောအဗျာကတ္တသာဓမ္မာသာဟိတုပစ္စေနပစ္စယောဝိပါကဗျာကတာကရိယာဗျာကတာဟေတုသံယုတ်တကာနံခန္ဓာနံစိတသမုဋ္ဌာနာနိဇာရူပနံဟေတုပစ္စေနပစ္စယောနောက်ပြီးတော့ပစ္စယုပိုင်းမှာပဋိသန္ဓေကမ္မစယုတ်ကြားနေတယ် ဲ့ဒီပဋိသန္ဓေကမ္မသဟုဆိုတာကဒါဝိဘက်စိတ်နာမခန္ဓာကကျေစုပြီဒါကြောင့်ပစ္စည်းဘက်ကဝိဘက်အပြာကတဟိပဋိသန္ဓေဟောခြင်းတော့ပဋိသန္ဓေခဏီလို့ဒီအာဓာရပုတ်ပြီးနဲ့ပဋိသန္ဓေခဏီဝိပါကအပြာကတဟေတုတံပယုတ်တကနံခန္ဓာနံကတ္တသရူပနံဟေတုပစ္စေနပစ္စယော မိမိရက်တဲ့သုဒ္ဓတင်ချတဲ့ပစ္စည်းပစ္စည်းပါအာယုံပြုပြီးတော့ဒီဒီယုတ်ပါဠိတော်ကိုဟောပါ။ဒါဟောတာ။ ဓိပတိသန္တာဓိပတိဝိရိယဓိပတိစိတ်တာဓိပတိဝိမာန်တာဓိပတိသန္တာကုသိုလ်အကုသိုလ်နှစ်ပါးလုံးမှာရှင်းမရှင်းဝိရိယသန္တာဓိပတိဝိရိယစိတ်တာစိတ်တာသူကိုယ်တိုင်စိတ်ဝိမာန်တာ ကုသိုလ်မှာသာရှင်းတယ်အဲ့တော့ကုသလပဒမှာအဓိပတိ၄ပါးလုံးပါမပါပါတယ်အကုသလပဒမှာပါမပါပါမပါဘယ်နှပါတော့ပါဒီဒီသဘောတွေကိုနားလည်ဒီသဘောနားတယ်မှဒီအရောက်တဲ့အခါဉာဏ်ရှင်းနေအဗျာကတ္တပဒမှာ အဗျာဂတပရမဒီပါဒီပါလုံးရတာပေါ့စိတ်ပိုင်းစိတ်ပိုင်းကိုသတိထားပါစိတ်ပိုင်းကြည့်ဖို့ရေးကြီးတယ်စိတ်ပိုင်းအခုလိုစိတ်ဘယ်နှပါရှိနှစ်ပါအာကြည်သားပဲရပြီသူစေရပြီအဲ့တော့အဓိပတိကြတော့အဓိပတိကသံယုတ်တဲ့ခန္ဓာသာဓိပတိစိတ်ဇာယုအတ္တတောတဲ့ ောပဋိသန္ဓေကမ္မစယုမပေါပဋိသန္ဓေကမ္မစယုမပေါအဲတော့ပဋိသန္ဓေအခါမှာအဓိပတိကိစ္စမတက်မရဒါကြောင့်ပဋိသန္ဓေခဏီဆိုတဲ့ခုနဟေတုတုံးကပြောတဲ့ဒီဟာမထက်နဲ့တော့ ုသလောဓမ္မောကုသလသဓမ္မသာအဓိပတိပစ္စေနပစ္စယောကုသလာဓိပတိသံယုတ်တကာနံခန္ဓာနံအဓိပတိပစ္စေနပစ္စယောကုသလာဓိပတိစေနာသမုဋ္ဌာနာနံရူပနံခုနကနိဒံယုတ်သွားပြီတိုင်းယူစားသလာ ကမ္မကမ္မရဲ့ပစ္စည်းတရားပါလို့စေတနာကုသလာစေတနာတံပြုတ်တကနာခန္ဓာနံကုသလာစေတနာစိတ်ဓာတ်သမုဋ္ဌာနာနံရူပနံသူကစေတနာကသူကအာလုံးမှာရှင်တာပေါ့စိတ်အာလုံးအဲဒါဒီခုနကအတိုင်းဟေတုအတိုင်း ဟိတုအတိုင်းပြင်သူကစေတနာကဟရိယဝတ္ထုအားသီးတန်ကျေသူပြုအဲ့တော့သီးတန်ကျေသူပြုတဲ့အကြောင်းကတော့ဟိုအဓိပ္ပာယ်ကကြီးပေါ့ဆောင်းမဟုတ်လည်းရှိဒါကြောင့်စေတနာဝတ္ထုတာကြားပြမှာစေတနာဝတ္ထုတာကမ္မပစ္စေနပစ္စယော hola ကြိုင်ကြီးတယ်အာဟာရကုသလာအာဟာရပြီးတော့ဣန္ဒိယကုသလာကုသလာနိဣန္ဒိယာနိလာကုသလာဣန္ဒိယာဣန္ဒိယာတော့ရတာနှစ်ယုတ်ကြီးတာကုသလာဣန္ဒိယာ ဇာနာဇာနေကမကင်ကဆိုတဲ့နာမည်နဲ့ဟောတယ်။အဲ့တော့ဇာနေတခုရင်းနေပြီ။ကုသလာနိဇာနေကာနိကုသလာနိမကင်ကာနိဟိတုတန်ရုပ်သွားရုံ။ကံရုပ်သာ။